မန္တလေးတိုင်းမှာစိုက်ဖြိုးထွက်ရှိလာတဲ့မြမစိန်တလုံးတရက်တွေတရုတ်ဈေးကွက်မှာဈေးကောင်းမရဖြစ်နေကြောင်းနေဆက်တတိဝလံကုန်တဲ့အတိုင်းပိုင်းကနေသိရပါတယ်။လန်ခရီးချမ်းချမှုအပြင်ကုန်ကျစရိတ်များတာကြောင့်မိုင်းလာတာလော့လမ်းကြောင်းကတဆင့်တင်ပို့ရတာအဆင်မပြေကြောင်းခွာညိုတတိပွဲယုံကပြောပါတယ်။စေကွက်တီနီယာအရာအစာသုံးသူများတဲ့ကုမင်းမန်စီရွှေလီအထီးတရက်တာခရီးရှိသေးတာကြောင့်လေတတိအရေးအသွေးချပြီးဈေးကောင်းမရတာလို့ဆိုပါတယ် တရုတ်စေးကွက်ထံမြန်မာတရက်တီတင်ပို့မှုအနေနဲ့အထွတ်နှုံရဲ့၃ပုံ၂ပုံခန့်ရှိတာကြောင့်တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကိုအဓိကမိခိုနေရတာပါလက်ရှိအခြေအနေအရတရုတ်တာလော့စေးကွက်ထဲတရက်တီကား၂စီး၃စီးစုံဝင်တဲ့အခါမျိုးမှာဆိုရင်ဈေးကျတက်တယ်လို့လည်းတတိကုန်တဲ့အချို့ကပြောပါတယ်ပြည်တွင်းစေးကွက်အတွင်းမှာလည်းတရက်တီတစ်ချင်း၅၅၀၀ကနေ၆၀၀၀ဈေးရှိနေပြီးတာလော့အရောက်ပြည်တွင်းစေးအတိုင်းရောင်းရဖို့မလွယ်ကြောင်းလဲဆိုပါတယ် ယခုနှစ်မှာတည်တည်အထွတ်နှုန်းလဲရောကျလာသလိုဝယ်လိုအားကလည်းထပ်ဝက်ကျော်ကျဆင်းနေတယ်လို့သိရပါတယ်။ဒါကြောင့်တည်တည်တွေကိုနေဆက်လန်ချောင်းမှာတင်ပို့ရမှာလမ်းပိုင်းကြန့်ကြာမှုမရှိမှအပြည့်အစုံနဲ့ပါပြီးအရေးအသွေးကောင်းတည်တည်တွေတင်ပို့နိုင်မှာပဲဈေးကောင်းရရှိမယ်လို့သိရှိရကြောင်းပါခင်ဗျာ။